မန္တလေးကလင်ကြီးမှာလူမသိသူမသိကွယ်လွန်သွားခဲ့တဲ့အမတန်မှထင်ရှားတဲ့မန္တလေးမြို့ဂုံလူဆောင်ပုဂ္ဂိုလ်ကြီးရှိပါတယ်။သူကတော့ဒေါက်တာစိုးတင်ပဲဖြစ်ပါတယ်။စေဝကုသရေးကုညီလိုအပ်တဲ့အများပြည်သူအတွက်မိမိဘဝကိုမြုပ်နှံခဲ့ပြီးတော့ငလင်ပေတီမှာ မထင်မှတ်ထားပဲကွယ်လွန်ခဲ့ရှာတာဖြစ်ပါတယ်။မန္တလေးမြို့ရဲ့ဂုံလူဆောင်ဆရာဝန်ကြီးဆိုလဲမမဘူးလို့ပြောရပါမယ်။ ေါက်တာဆိုးတင်နဲ့ခင်မင်းရင်းနေသူတွေဒေါက်တာဆိုးတင်ကို လေးစားသူတွေကတော့ဆရာကြီးအတွက်အင်မတန်မှအဆင်ပြေကောင်းဖြစ်ရပါလိမ့်ဆရာဝင်တယောက်ဆိုရင်ဒေါက်တာဆိုးတင်နဲ့ပတ်သက်ပြီးခုလိုပြောပါတယ်ကျွန်တော်တဲ့ဟောက်စာကျင်ဘွားကဆိုရင်လည်းစေဖို့မတက်နေတဲ့လူနာတွေစင်းကောက်ထားပြီးဆရာကြီးဦးဆိုးတင်လာမဲ့ချိန်ကိုမျှော်ရတာတဲ့ဆရာကြီးလာချိန်ဆိုရင်ကိုကျူတီမဟုတ်ဘူးဆိုရင်လည်းကျူတီကြတဲ့လူတွေကိုတေချာမှားခဲ့ရသေးတယ်တဲ့ ဆရာကြီးဟာအများရဲ့လူငွေနဲ့စေဘူးကူပေးတယ်ဆိုပေမဲ့ရော့အင်ဆိုပြီးငွေမပေးဘူးတဲ့လူနာအချင်းနေရဲ့စင်းကနှင်းထားပြီးလိုအပ်တဲ့စေးတွေကိုတေချာကြည့်သေးတာဟာလေပြီးမှတကယ်ထောက်ပံ့မှုလိုအပ်တယ်ဆိုမှဆရာကြီးလက်မှတ်ထိုးပြီးလိုအပ်တဲ့စေးတွေကိုရှင်းပေးလိုက်တာတဲ့ဆရာကြီးပြောတဲ့စေးဆိုင်မှာစေးလက်ကားတွားကြည့်ရုံပဲအဲ့ဒီလိုကိုစနစ်တကျလုပ်ပေးခဲ့တာတဲ့ ဆရာကြီးလာမဲ့ခြင်းကိုမျှော်ရတာလေဟောက်စာကျင်းတိုင်းလို့လို့ပဲတဲ့စေးမဝင်နိုင်တဲ့လူနာတွေအတွက်စေးလို့ခြင်းလို့ပဲတဲ့ဆရာကြီးဒေါက်တာစိုးတင်ဟာတဲ့ငလင်ဘေးကြောင့်ကိုယ်လွန်ရတဲ့အတွက်အင်မတန်မှစိတ်မကောင်းဖြစ်တယ်တဲ့စင်းရချိုးတဲ့လူနာတွေအတွက်တော့နေမင်းတစင်းပျောက်ကွယ်သွားသလိုပဲတဲ့အမြဲတမ်းထောက်ပံ့ပေးခဲ့တဲ့ဆရာကြီးအေဂျင့်နဲ့ဘုံဘွားရောက်ပါစေဆိုပြီးတော့ဆူတောင်းပေးကြပါတယ်။ဒါအပြင်ဒေါက်တာတင့်ဆွေကလည်း ငလျင်မာတဲ့ကွယ်လွန်သွားတဲ့ဆရာဝန်ကြီးဒေါက်တာဆိုတင်ဟာလည်းပင်နီချန်းတိုက်ပုံကိုအမြဲဝုလိရှိပါတဲ့တဲ့အရင်တခင်မန္တလေးစေချောင်းစင်ဆရာဝန်တိုင်းဒီဆရာကြီးကိုတိကျမြင်ဘူးကြပါတယ်ဒေါက်တာဆိုတင်လို့ခေါ်တဲ့ဆရာကြီးဟာဖြင်းပင်နီတိုက်ပုံကိုသာစမတ်ကြကြဝတ်စားစင်လို့2000ပြည့်လွန်နှစ်တန်းနေတုန်းကအင်မတန်ရေပန်းစားခဲ့တဲ့ပရဟိတဆရာဝန်ကြီးပါတဲ့ ငယ်ဘွားအမတ်တရားနဲ့တကွာစိတ်ရဲ့ဒရောင်းတနေရာမှာအစဉ်ယူသေးလေးစားခဲ့တဲ့ဆရာကြီးကိုတဲ့ဂါရာပြုကတော့ပါတယ်ဆိုပြီးတော့ဒေါက်တာတင့်ဆွေကလည်း post တင်ထားတာဖြစ်ပါတယ်ငလင်းဖြစ်စင်မှာတဲ့ဆရာကြီးဒေါက်တာစိုးတင့်ပြမစိုးအတင်းတွင်းမှုဟောင်းတော့မကယ်လိုက်နိုင်ခဲ့ဘူးဆိုပြီးတော့ဖြစ်စဉ်ကိုကိုနန်းကိုကြပါဝင်ဆောင်ရွက်ခဲ့တဲ့ကဲစေးဖွင့်တို့ကပြောပါလဲကျွန်တော်တို့ညံစွမ်းကိုစွမ်းရှင်များနေမျိုးစုံအစွမ်းကိုစူးစမ်းခဲ့ပါတယ်တဲ့ ဒါပေမဲ့နှစ်ညအဲ့၃ရက်မှာလက်လွတ်ဆုံးရှုံးခဲ့ရပါတယ်။ဆရာကြီးရုပ်လောင်ကို30ရက်နေ့ညနေ6နာရီခွဲမှာတွေ့ရှိပြီး31ရက်နေ့နနက်9နာရီမှာတဲ့ဂျာနီကန်တုတ်တံမှာကောင်းမှုစွာတင်းကျုပ်ပြီးစီခဲ့ပါတယ်။ဘာရက်နေ့မှာတဲ့ဘီဂျင်တဲခုကန်ရှင်မှာရက်လက်တရားနာယူခဲ့ပါတယ်။လူမြောက်လာသူနှုတ်ဝှရှိပါတယ်။ဆရာရဲ့တပည့်မနဲ့သူမရဲ့ကလေးဆယ်လသမီးလေးပါတဲ့။ ဆရာကြီးဒေါက်တာစိုးတင့်ခေစရေးမှာပါဝင်ကူညီခဲ့တဲ့သူတွေကလည်းအဲ့ဒီလိုစိတ်မကောင်းဘဲရှင်းထားပါတယ်။ဆရာကြီးဒေါက်တာစိုးတင့်အကြောင်းနဲ့ပတ်သက်ပြီးနိုင်ငံခြားသူတို့ကစောင်းပါတဖို့ရည်မှုပါတယ်။သူကတော့ Vicky Bowman ပါ။ Vicky Bowman ဟာအင်္ဂလန်နိုင်ငံဆိုင်ရာမြမသားအမတ်ကြီးဖြစ် ဆောင်ရွက်ခဲ့သူလည်းဖြစ်ပါတယ်။ဒေါက်တာစိုးတင့်နဲ့ပတ်သက်ပြီးတော့ ဖီကီဘိုးမင်းရေးတာကဒေါက်တာစိုးတင့်ဟာလက်2025မလ28ရက်နေ့မှာလှုပ်ခတဲ့ငလျင်ကြီးကြောင့်မန္တလေးမှာရှိတဲ့သူ့ရဲ့မိသားစုပိုင်းတမိုင်းဝင်ဟိုတယ်အပြက်စီးတွေအောက်မှာပြိမိပြီးကွယ်လွန်သွားရှာလေတယ်။သူကမြန်မာနိုင်ငံလေပိုင်းမှာရှိတဲ့အခြေခံလူတန်းစားတွေကိုနှစ်ပေါင်းများစွာစေဝါကုသပေးခဲ့ပြီးမန္တလေးမြို့ရဲ့ချစ်ခင်လေးမရတဲ့ပုံကိုတူပါတယ်။ကျမကလည်းသူ့ကို1990ခုနှစ်ဩဂုတ်လမန္တလေးမှာစတင်တွေ့ဆုံခဲ့တဲ့ ကျမတန်ရုံလက်ထောက်တွင်မှုဖြင့်တာဝန်မထမ်းဆောင်ပြီးမြမစကားလေ့ကျင့်မှုအချိန်တလာရခဲ့ပါတယ်တဲ့မိတ်ဆွေဖြစ်သူဟာတဲ့ဗုဒ္ဓပါရဂူဘွဲ့အတွက်1988မှာ90အတွင်းမန္တလေးမှာနေထိုင်ခဲ့ပြီးအဲ့ဒီကာလဟာတဲ့ကျမဟာသူနဲ့တွေ့ဆုံပြီးဒေါက်တာစိုးတင့်နဲ့တွေ့ဆုံရေးအတွက်မိတ်ဆက်စာတစ်စောင်ရေးခဲ့ပါတယ်တဲ့ဒီမိတ်ဆက်စာကိုယူဆောင်ပြီးကျမလည်းတဲ့မန္တလေးမြို့မှာရှိတဲ့စကြာတိဟဖယားစင်မှာရှိတဲ့ဒေါက်တာစိုးတင့်မိသားစုအင်တကာကိုခောက်ခဲ့ပါတယ်တဲ့ တိုက်ပုံနဲ့လုံကြီးကိုတရက်စွာဝှစ်စင်ထားတဲ့လူချောလူခန့်ပြင်ပင်ပပအမျိုးသားတူဟာတဲ့ရှေဟောင်းနှစ်ထပ်အင်ကြီးကထွက်လာတယ်တဲ့အဲ့ဒီချိန်မှာစပြီးကျမနဲ့သူမိတ်ဆွေဖြစ်ခဲ့ပြီးဒေါက်တာဆိုတင်ဟာကျမတာမဟုတ်ပါဘူးတဲ့လူပေါင်းများစွာခရုဆိုင်ပေးခဲ့တဲ့သူပါတဲ့မနုဿဗေဒဖမောခဝက်ကီလာကတော့သူနဲ့ဒေါက်တာဆိုတင်ဟာ1989ခုနှစ်ကပထမဆုံးတွေ့ဆုံမှုကိုတတိယလျှက်ရှိပါတယ် ဲ့ဒီချိန်တုန်းကမနုဿာဗီရာပမောခဝကီလာဟာမန္တလေးနန်းတော်နေရှိပန်းချန်ထဲမှာနိုင်ငံကူးလက်မှတ်ပျောက်ဆုံးသွားခဲ့တဲ့အတွက်နှစ်ဦးလုံးနဲ့ခင်မင်တဲ့မိတ်ဆွေတွေကဒေါက်တာဆိုတင်ကိုပြောခဲ့တော့သူဟာတဲ့တခြားယာတွေကိုပေးချိန်ထားပြီးမနုဿာဗီရာပမောခဝကီလာကိုခီးရဆိုင်ကိုညည်ခဲ့တယ်တဲ့မန္တလေးမှာကျမရဲ့ချစ်ခင်မူဟာစပိန်စီဘီတို့သွားရတဲ့မန္တလေးမြို့ရဲ့အင်မတန်ချစ်ဖို့ကောင်းတဲ့ဒလေးကနေစတင်ခဲ့တယ်တဲ့ ဒေါက်တာစိုးတင့်ဟာတဲ့အဲ့ဒီတုန်းကဆိုရင်တဲ့မောလွယ်ပိုင်းစေကန်းပိတ်ချင်အဲ့ဒီချင်းတော့သူ့စေကန်းကိုသူ့အိမ်ဝင်ထဲမှာဖွင့်လှစ်ထားပြီးအဓိကအားဖြင့်ဒေတာစီမှာ အလုပ်သမားတွေအတွက်ရည်ရွယ်ခဲ့တယ်တဲ့ဒေါက်တာစိုးတင့်ဟာတဲ့ကနေဒါကိုပြောင်းသွားတဲ့သူ့ရဲ့ဦးလေးဦးတန့်ဒုက္ခပေးခဲ့တဲ့အပြာရောင်ဘတ်စဝါကွန်ဗီတဲအင်ဂျင်ကိုစနိုးတယ်ဒါမှမဟုတ်စီဖြည့်တယ်စီဖြည့်ပြီးသူဟာတဲ့အင်တော်ရဖျား ခေါဝယ်စိတ်ကန်းရန်ငင်းတော်နဲ့ရွှေကြကြဖျားလို့နေရာတွေကိုလည်းကျမကိုလိုက်ပို့တယ်တဲ့နောက်ပြီးတော့တဲ့ဒေါက်တာဆိုတင်ရဲ့မိခင်ဘက်ကအဖိုးမိကတော့တရုတ်မျိုးသားတူပဲလေလင်ကင်စေးလို့သိရတယ်တဲ့ဒေါက်တာဆိုတင်ရဲ့အဖိုးဟာတရုတ်နိုင်ငံတောင်ပန်းဟိုင်နန်သားတဲ့သူတို့မိသားစုဟာတဲ့ဟိုတယ်နဲ့စားသောက်ဆိုင် လုပ်ငန်းလုပ်ကင်ကြတယ်တဲ့ ထောင်ကွန်းခုနှစ်မှာဒေါက်တာဆိုတင့်ဖိုးဟာတဲ့အသက်23နှစ်အရွယ်မှာဗမာပြည်ကိုပြောင်းရွှေ့လာတဲ့မန္တလေးမြို့ရဲ့ပထမဆုံးဟိုတယ်ဖြစ်လာတဲ့ဘီချင်းဟိုတယ်ကိုလည်း84လမ်းနဲ့29လမ်းတောက်ဝါရန်ရက်ွက် ရုံးတော်ကြီးလို့လူသိများတဲ့ဟိုတယ်နဲ့စားသောက်ဆိုင်များစုရနေရမှာစဖွင့်ခဲ့တဲ့တဲ့နှစ်ကာလကြာတာနဲ့အမျှဟိုတယ်ကိုပြန်လည်တည်ဆောက်ခဲ့ပြီးအထူးသဖြင့်1984မတ်လ24ရက်နေ့ကမန္တလေးမှာ လည်းလုံးအင်မတန်ကြီးတဲ့မီးကြီးလောင်ကျွမ်းခဲ့ပြီးနောက်ပြန်လည်တိဆောက်ခဲ့တာဖြစ်ပါလိမ့်။ဒေါက်တာဆိုတင်ရဲ့အဖိုးဟာလည်းမန္တလေးမှာဒေါ်ရင်ဆိုတဲ့အမျိုးသမီးနဲ့လက်ထပ်ခဲ့တယ်။သူတို့ဟာသားသမီး၅ဦးထွန်ကားခဲ့တယ်တဲ့။၃ဦးဟာငယ်ကလေးကတည်ဆုံးသွားပါလိမ့်။သူ့ရဲ့တတိယသားမောင်တန်ဒုတ်ဟာလည်းအစည်းပညာသင်ယူခဲ့ပြီးမျက်စိနားနှာခေါင်းလည်ချောင်းဆိုင်ရာထုကုဘာသာရပ်ကို လေ့လာဖို့အင်္ဂလန်ကိုသွားခဲ့တယ်တဲ့။နောက်ပိုင်းအင်္ဂလန်မှာပဲအင်္ဂလိပ်မျိုးသမီးတို့နဲ့အိမ်တော်ကြပြီး ကနေဒါကိုပြောင်းရွှေ့သွားခဲ့တယ်တဲ့သူတို့ရဲ့စုံထမြောက်သမီးဒေါ်လှလှမြင့်အန်ဒီချေကြီးလို့လည်းလူသိများတယ်တဲ့ဒေါ်လှလှမြင့်ဟာဘီကျင်းဟိုတယ်ကိုစီမံခန့်ခွဲဖို့တောင်းယူခဲ့တယ်တဲ့သူမဟာလာရှုမရှမ်းလူမျိုးဦးငယ်နဲ့လက်ထပ်ခဲ့ပြီးကျင်ကျင်မြင့်ဂျနီဖာစိုးမြင့်နဲ့စိုးတင့်ဆိုတဲ့တပ်သမီးသုံးဦးမွေးဖွားခဲ့တယ်တဲ့စိုးတင့်ဟာတဲ့သူ့ဦးလေးဒေါက်တာတန်တုံးနဲ့အထူးနီးစတဲ့သူနဲ့သူ့မကျင်ကျင်မြင့်နှစ်ဦးလုံးဟာ သူတို့အဖိုးရောက်ခဲ့တဲ့မန္တလေးမြို့ပေါ်မှာပဲတိစောက်ထားတဲ့မန္တလေးစစ်တပ်ကတော့မှပညာသင်ယူပြီးဆရာဝန်ဖြစ်လာတယ်။ဦးစိုးတင်းနဲ့သူ့ဦးလေးဒေါက်တာတန်တုပ်ဟာစိတ်မေစိတ်ထားဆင်တူတယ်။စကားကိုညင်ညင်သာသာပြောတတ်တယ်။တခြားသူတွေကိုစောင့်ရှောက်တယ်။တရားထိုင်ခြင်းနဲ့ဗုဒ္ဓဘာသာသင်ကြားပေးခြင်းတွေကိုလှုပ်ဆောင်တယ်။ဒေါက်တာတန်တုပ်ဟာကနေဒါကနေမန္တလေးကိုပြန်လာလဲပတ်ချင်ပါလဲသူ့တူအတွက်မှတ်စုစာအုပ်တွေရေးသားယူဆောင်လာလိမ့်ရှိပါလိမ့်။ တကယ်လို့မှာဒေါက်တာစိုးတင့်ဟာနောက်ချိန်မှာရှမ်းလူမျိုးတေးဆရာနာမည်ကြီးဒေါက်တာဆိုင်ခန့်လိုက်နဲ့အတန်းတူဖြစ်ခဲ့ပါလိမ့်မန္တလေးမြို့ကလူချမ်းသာတွေရဲ့တာတူးအနေနဲ့1980ပြည်လွန်နှစ်တည်းလဲဆရာဝန်ငယ်တူဖြစ်ဝေးလံခေါင်တည်တဲ့နာဂဒေတာတောင်းဝေးပေးစေလွတ်ချင်းခံရပါတယ်တဲ့အဲ့ဒီနေရာကိုခြေနေတော့မဟုတ်ဆင်နဲ့သာသွားနိုင်တယ်အဲ့ဒီကမှမြန်မာစကားပြောတတ်သူကတိုးတာရှိပါတယ် ရုံတန်းစကားတစ်ခွန်းရဆိုရင်အဲ့ဒီရွာမှာရွာတကြီးဟာတဲ့သူတို့သမီးကိုဒေါက်တာစိုးတင်နဲ့လက်ထပ်ပေးဖို့စ조사ခဲ့ပေမဲ့ဒေါက်တာစိုးတင်ကညှင်းဆိုခဲ့တယ်လို့သိရပါတယ်ဒေါက်တာစိုးတင်မန္တလေးပြန်ရောက်ခဲ့ပြီး1980ပြည့်လွန်နှစ်တွေနောက်ပိုင်းမှာမန္တလေးပြည်သူ့စေဝန်ကြီးမှနှစ်အတော်ကြာတာဝန်ထမ်းဆောင်ခဲ့ပါတယ်အဲ့ဒီတည်းမှာမေဇေးဌာနလည်းပါပါတယ်သူဟာစေဘဌာနဥက္ကဋ္ဌဒေါက်တာဒေါ်မြင့်ခင်ရဲ့လက်ထောက်ဖြစ်ခဲ့ပါတယ်အဲ့ဒီချိန်ကဒေါက်တာစိုးတင်ဟာလူမှုဆက်ဆံရေးကောင်းမွန်ပြီး လူချစ်လူခင်များတဲ့လူပြိုတူဖြစ်အမှတ်ယူခံရပါတယ်။ကောက်ရိုက်တော်သူတူဖြစ်ပြီးသူ့ရဲ့မိတ်ဆွေတွေနဲ့အတူမိမျိုးကိုသွားပြီးတော့ကောက်ရိုက်လေးရှိပါတယ်။ဒါအပြင်အစိုးရပိုင်းဂုံလျှော်စိတ်ဝင်တင်မှာလဲတာဝန်ခံဆရာဝန်ဖြစ်တာဝန်ထမ်းဆောင်မှုမျောမျောကိုပြောင်းရွှေ့ခံရပြီးနောက်ဒေါက်တာစိုးတင်ဟာအစိုးရဝန်ထမ်းကနေနှုတ်ခတ်ပြီးမန္တလေးကိုပြန်လာပါတယ်။မိဘတွေကိုပြုစုဆောင်ရှောက်ဖို့နဲ့ဘီကျင်းဟိုတယ်ကိုကြီးကြပ်ကုန်ခဲ့ဖို့ဖြစ်ခဲ့ပါတယ်။ လမ်း၃၀အိမ်ဝန်းအတွင်းမှာလည်းစီးကင်းငယ်တခုဖွင့်ခဲ့ပါတယ်သူကဦးစိုးမြဟာအင်ဂျင်နီယာတူဖြစ်ပြီးအမေရိကကိုပြောင်းရွှေ့သွားပါတယ်1988နောက်ပိုင်းမှာလည်းမန္တလေးစစ်တပ်ကတည်းကဒေါက်တာဆူတင်နဲ့ခေပြန်ဆရာဝန်အများပြားဟာအမေရိကကိုပြောင်းရွှေ့သွားပါတယ်ဒေါက်တာဆူတင်ကိုအမေရိကကိုပြောင်းဖို့တိုက်တွန်းမိမယ်သူဟာ American သိမှတ်ပြုဆရာဝန်လက်မှတ်ရရေးဆောင်ပွဲတွေလေ့လာဖို့ American မှာခေတ္တနေထိုင်ခဲ့ပါတယ်1993 94မှာပါဒါပေမဲ့ American မှာသူမပြောပါဘူး ူမပြောတဲ့အတွက်ကြောင့် သူဟာပြန်လာခဲ့ပါတယ်။ဒေါက်တာဆိုတင်ဟာသူ့ရဲ့မိဘအနေနဲ့စကိုင်းဇီဝိတဒါနဆေးရုံမှာအလုပ်လုပ်နေတဲ့သူ့အမတို့ရှိရာမန္တလေးကိုပြန်လာပါတယ်။ပြန်ရောက်တာနဲ့ဒေါက်တာဆိုတင်ဟာပြမစူလူမှုကွန်ရီတင်ကိုတည်ထောင်တဲ့ဦးဆောင်ဆရာဝန်တွေထဲမှာတူဦးဖြစ်လာပါတယ်။ဦးဆောင်လူရှင်တွေထဲမှာသူ့ရဲ့မိခင်နဲ့သူ့ရဲ့မိခင်ရဲ့ရင်းနှီးတဲ့မိတ်ဆွေဖြစ်တဲ့ဆိုင်းရင်းဆရာလူလူဒေါ်မာနဲ့ဦးမြအောင်တို့ပါပါတယ်။ဒီအသင်းဟာ1999မှာတရားဝင် မှတ်ပုံတင်နိုင်ခဲ့ပြီး ဒီလိုနှောင့်နှေးရခြင်းရဲ့အများဆုံးဖြစ်နိုင်ခြေက နိုင်ငံရေးနဲ့ဆက်ဆက်မှုကြောင်းလို့လည်းတန်တရားရှိခဲ့ရပါတယ်။ပြမဆိုတဲ့ဟာမြန်မာနိုင်ငံရဲ့ပထမဆုံးအခမဲ့နာရေးအသင်းဖြစ်ပြီးပြောမယ်ဆိုရင်ဦးကျော်သူတည်ထောင်ခဲ့တဲ့နာရေးကွန်ရီမှုတင်တောင်ပို့ဆောပါတယ်။ဒီဖွဲ့ဟာအများပြည်သူဘဝအကောင်းဆုံးရှင်သန်နိုင်ရေးတိကထားလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ပရိဒ်ဖွဲ့စည်းပုံကအလွန်ရိုးရှင်းပါတယ်။ မန္တလေးမှာမကြသေးမီကဖွင့်လှစ်ခဲ့တဲ့ကရင်300ခန့်စည်းရုံကိုအထက်မြမာပြည်အနှံမှာရောက်လာတဲ့အစင်းရဲဆုံးလူနာတွေကိုဒေါက်တာဆိုတင်နဲ့ပြမစိုးဖွဲ့မှလုပ်ပေါ်ကံမဲ့ဆရာဝန်တွေကကြည့်ရှုကူညီခဲ့ပါတယ်။ဒါအပြင်လူနာတွေကိုကုသမှုလည်းများစွာလုပ်ခဲ့ခဲ့ပါတယ်။ဒါဟာဒေါက်တာဆိုတင်ရဲ့ဦးဆောင်မှုနဲ့ဆုံးဖြတ်ချက်ကြောင့်ပါ။အခွဲလုပ်ငန်းစဉ်တွေကိုမန္တလေးပြည်သူစေအောင်ကြီးကိုတိုးချဲ့ခဲ့ပါတယ်။ သူကမန္တလေးပြည်သူစီရင်ကိုနေစဉ်တွားရောက်ကလူနာတွေနဲ့အထူးကုဆရာဝန်တွေကိုတွေ့ဆုံလည်းရှိပါတယ်။လူနာစင်းနဲ့လူနာတပ်ပုံတွေစီရင်ပြုစုထားလည်းရှိပါတယ်။အလူရှင်တွေကိုငွေကိုဘလို့သုံးဆွဲကြောင်းဝင်လဲအဖွဲ့ကပြသဖို့နဲ့ရလက်တွေကိုလည်းပြသနိုင်ဖို့ဖြစ်ပါတယ်။နောက်ပိုင်းမှာအလူရှင်တို့က62လမ်း33လမ်းနဲ့34လမ်းကြားရှိစေကန်တစ်ခုတိစောဖို့ရန်ပုံငွေထောက်ပံ့ခဲ့ပြီးဒေါက်တာစိုးတင့်ဟာအဲ့ဒီနေရာမှာလူနာတွေကိုနက်နက်တိုင်းလက်ခံကြည့်ရှုပေးပါတယ်။ ဒါအပြင်ဒေါက်တာစိုးတင့်ရဲ့တည်တည်ငြိမ်ငြိမ်စေကူတာတဲ့ပုံစံကြောင့်လူချစ်လူခင်အများများပါလေ။နောက်ပိုင်းမှာလူတန်းငွေတွေကိုရရှိပြီးသားနိုင်ငံတော်ပိုင်ဈေးဝင်တွေမှာလုံနာဆောင်ရှောက်မှုတဲ့အသုံးပြုမဲ့စာအဆောက်အဦစောင့်လို့ခြင်းနဲ့ထင်းသိမ်းခြင်းအတွက်ပါအသုံးပြုတာကိုသိသွားတဲ့အတွက်ကြောင့်ဒေါက်တာစိုးတင့်အနေနဲ့စိတ်မကောင်းဖြစ်ခဲ့ရပြီး2013မှာပြမစိုးအသင်းကနေပြီးတော့နောက်ဆုတ်သွားပါလေ။ ဒါပေမဲ့သူဟာတကူတော့နာမကျန်းသူတွေနဲ့တကြီးရွယ်တွေကိုဆက်လက်စောင့်ရှောက်ကူတာပါလေ။ကိုဗစ်မတိုင်မီထိသူဟာပုံထူးနေတဲ့ဇကိုင်းကိုကာမောင်းပြီးအသက်80ကျော်ရဲ့ဒေါက်တာဘူနီရဲ့လက်ညှိမှုအောက်မှာတည်တကူအာယုဒါနာဆေးရုံတော်မှာစေတနာဝန်ထမ်းမေဇီဆရာဝန်ကြီးဖြစ်ဆောင်ရွက်ပါလေ။မန္တလေးဥကိုရင်ကတရားစခန်းနဲ့ဝါချက်မှာရှိတဲ့တခြားတရားစခန်းပါဝင်ဘုံကြီးကျောင်းတွေနဲ့တရားစခန်းများစွာကထောက်ပံ့ကူညီမှုတွေမှာလည်းပါပါတယ်။ မန္တလေးမိသားစုတွေခန်းနာမှာလည်းသူ့အမြဲတမ်းတွေ့ရပါတယ်။သူ့ရဲ့နောက်ဆုံး Facebook post မှာတော့ငလေးလုံးမဲ့နန်းနဲ့ပိုင်းမှာတဲ့စောင်းနှင်းမျိုးရဲ့65နှစ်ပြည့်မိုးနေ့ဝယ်ကို သူတက်ရောက်ခဲ့ကြောင်းဖော်ပြပါတယ်။ဒါအပြင်ပေါ်ပေါ်ခါကျုပ်ဆရာတော်ဗျာဒီဒေါက်တာနန်းနဲ့မှာလာဘီဝန်သားရဲ့ post ကိုလည်း share ထားပါတယ်။သူ့ရဲ့နောက်ဆုံးမနက်စာကိုသူဟာအဲ့ဒီမိုးနေ့ဝယ်တော့မဟုတ်သူ့ရဲ့အိမ်မှာစားခင်တွေ့ပါတယ်။သူဟာ၈ပါးသီလာကိုနှစ်ပေါင်းများစွာစောင့်ထိုင်ခဲ့သူပါ။ ဘီဂျင်းဟိုတယ်ကိုနေ့စဉ်စစ်ဆေးဖို့ထောက်ခွာခြင်းဖြစ်တဲ့မွန်တဲ့ချင်းကြော်ရင်တော့အစားမစားတော့ပါဘူး။ဒေါက်တာဆိုတဲ့ပါဝင်ကွန်ဂျီတီဆောက်ခဲ့တဲ့ဗျမစိုးအသင်းဟာဗျမစိုးတရား၄ပါးသို့မဟုတ်စိတ်ရဲ့မြင့်မြတ်တဲ့အခြေအနေလေးရဲ့မြစ်တာခရုဏာမူလညာနဲ့ဥပိ္ပခါတော်အမည်ကိုယူထားခြင်းဖြစ်ပါလေ။ဒေါက်တာဆိုတဲ့ဟာဗျမစိုးတရား၄ပါးကိုနေ့စဉ်လက်တွေ့ပြသခဲ့သူပါ။သူဟာဒီနေ့သူချင်းမြတ်တို့နဲ့မန္တလေးမြို့ရဲ့အခြေအနေကိုမြင်ရမယ်ဆိုရင်တော့အတော်လေးစိတ်ထိခိုက်မှာပါ။ မိသားတစ်ဖက်နဲ့တာဝန်ရှိသူတွေကတော့ဟိုတယ်မန်နေဂျာမန်နေဂျာရဲ့ဇနီးနဲ့ကလေးတို့ကိုပြိုကျသွားတဲ့ဟိုတယ်အပြည့်စည်ပုံနေဂျာကနေကယ်ဆယ်နိုင်ခဲ့တယ်ဆိုတာသိရမယ်ဆိုရင်သူဟာမူလီတာပေါ်မှာသိကြပါဒေါက်တာဆိုတင်ကိုတော့ကယ်ဆယ်နိုင်ခြင်းမရှိခဲ့ပါဘူးဒေါက်တာဆိုတင်ရဲ့အမဒေါက်တာချင်းချင်းမြင့်ဟာ2023မေလကင်ဆာနဲ့ကွယ်လွန်သွားပါတယ်သူမရဲ့သားသမီး၃ဦးလုံးဟာမန္တလေးမှာနေထိုင်ပါတယ်ဒေါက်တာဆိုတင်မိတ်ဆွေများစွာအကူအညီနဲ့သူ့ရဲ့တူတူမတွေက မလ31ရက်နေ့မန္တလေးမှာပဲဒေါက်တာစိုးတင့်ရဲ့စာပနာကိုစီစဉ်ခဲ့ပါလေဒေါက်တာစိုးတင့်ကြောင့်တူတူချို့ကဒေါက်တာစိုးတင့်ဆိုတာတဲ့ငွေစင်မဆာရာသက်ပံတာသက်လွတ်စားတဲ့လူပြိုကြီးပါတဲ့ရှစ်ပါးဒီလာအမြဲတမ်းဆောင်းထင်းသူပါတဲ့အကူညီလိုတဲ့ဘသူကမဆိုပြည်စုံအကူညီပေးသူပါတဲ့သူတော်ကောင်းဆိုတာသူ့လိုလူမျိုးမှထိုက်တန်တဲ့အုံနှုံးပါတဲ့လုပ်ဖို့ကံမဲ့တကိုဝိပဿနာတရားကျင့်ကြအောင်စီယုံပို့ဆောင်ပေးသူပါတဲ့ငလင်ကြောင့်ဆုံးမရတယ်ဆိုတာတကယ်ကိုမယုံနိုင်စရာပါပဲတဲ့ ပေးဆက်ရမယ့်ဝတ်ကြွေးဆိုတာအချိန်နေပေးတုံးယူတက်ချင်းဆိုတာသူတော်ကောင်းတွေကလမ်းပြနေတဲ့အောင်ဖြစ်ပါတယ်တဲ့ဒေါက်တာဆိုတင်နဲ့ပတ်သက်ပြီးတဲ့1989ကစလို့မန္တလေးစေုံကြီးမှာလက်တွဲလုပ်ခဲ့တာလေဒါအပြင်ဝါချက်ဇေဝုဒတနာစေုံမှာစုံပြီးနိုင်ငံခြားထွက်တော့မယ်လို့ဒေါက်တာဆိုတင်ကိုပြောတော့ရဟနာသုံးပါးကိုမမေ့နဲ့ဆိုပြီးနှုတ်ဆက်ခဲ့တာလေအဲ့ဒါတွေကိုအများကြီးသတိရမိပါလေတဲ့ တကယ်ပရာဟိတလုတ်တယ်ဆိုတာဆရာကြီးဒေါက်တာစိုးတင့်ကိုအတွေ့အယူတက်ကမယ်တဲ့လူမသိသူမသိအများကျုပ်တို့လုတ်တဲ့သူအခုကပရာဟိတလုတ်တဲ့သူအများစုဟာ personal branding လုပ်တာလို့ဖြစ်နေတယ်တဲ့ဆရာကြီးကိုတဲ့အရန်ကိုနှမျောပါလေတဲ့စိတ်နှလုံးရောမျက်နှာမှာအေးချမ်းတဲ့ဆရာကြီးဒေါက်တာစိုးတင့်ဒီလိုဖြစ်ဆိုးနဲ့ကြုံရမယ်ဆိုတာမထင်ရစရာပါတဲ့ကောင်းတဲ့ဘုံဘွားမှာငြိမ်းချမ်းပါစေတဲ့ဘလို့စကားလုံးတော့မှန်တော့မသိတော့ဘူးတဲ့ သူတော်ကောင်းဆိုတဲ့စကားလုံးနဲ့မလုံလောက်ပါဘူးတဲ့တကယ်ကို ပြမဆူတရားလက်ခံထားသူပါတဲ့အမြဲပြုံးချူမျက်နှာထားနဲ့ဖြူစင်မနောစောကြောသိမြင်အမြဲလေးစားခဲ့ရသူပါတဲ့တဘောတရားကြီးဟာတဲ့လူတော်လူကောင်းတွေကိုရွေးခေါ်ခဲ့တာတဲ့ရက်ဆက်လုံးပါတဲ့အင်မတန်စီးစနစ်ရှိတဲ့ဆရာကြီးပါတဲ့စိတ်တမြင့်မြတ်တဲ့ဆရာကြီးပါတဲ့ခလေးဘွားကလေးကလေးစားရတဲ့ဦးလေးပါတဲ့ ကောင်းရာဘုံဘွားကိုရောက်ရှိပါစေဆိုပြီးတော့ဆုတောင်းပေးတာကြပါတယ်